င်္ဂလာပါလူတော်ပေါင်းကိလေသာအဝိဇ္ဇာကင်းစင်၍ငြိမ်းချမ်းကြပါစေအဲဒီနေ့တော့လူပေါ့လေလူပဲလို့ဖြစ်လာကြလဲဆိုတာဟိုဘာသာတရားတွေမှာကျွန်တော်တို့လူနဲ့ပတ်သက်ပြီးတော့ဟိုဟောကြားထားတဲ့အကြောင်းအရာတွေပေါ့လေ ကြောင်းရာတွေပေါ့အဲ့ဒါလေးတွေနည်းနည်းကျွန်တော်တို့ကအဲတူစမ်းစစ်ကြည့်မယ်စမ်းစစ်ကြည့်ကြည့်ကြည့်ပါမယ်နော်အဲ့တော့အဲလူဘလိုဖြစ်လာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဘာသာတရားတွေမှာအမျိုးမျိုးပေါ်ပြကြတာရှိတယ်ပေါ့နော်မကျွန်တော်တို့ကဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်လူအပြမကြီးလေးဦးကနေပြီးတော့ဆင်းသက်လာတယ်ဒီလိုပြောတာပါနော် And now ခရစ်ယာန်တို့ဂျူးတို့မွတ်စလင်တို့မှာလည်းကျွန်တော်တို့ကဒါဘုရားသခင်ဟာရှင်ရှင်ယုတ်ကိုကျွန်တော်တို့ကအတက်မှုတ်တယ်အာဒန်အေဝါနဲ့စပြီးတော့ပေါ့နော်အဲကျွန်တော်တို့ကလူဖြစ်လာတယ်လို့ပြောကြပါတယ်အဲဟောတာဟောကြခဲ့တာပေါ့လေအဲ့တော့ဒီဘက်ကိရောက်လာတဲ့အချိန်အချိန်လေးကြာကြာကျွန်တော်တို့ကအဲအဲ့ဒါတွေနဲ့နည်းနည်းစန့်ကျင်ပြီးတော့ကျွန်တော်တို့က ဲတာဝန်တို့ကတော့နေပြီးတော့သူကရောက်ကဆင်းဆင်းသက်လာတယ်ဆိုပြီးတော့အဲနော်ဟိုနော်နောက်နောက်ပိုင်းမှာကျွန်တော်တို့ကပေါ်ပြခဲ့တာပေါ်ထုတ်ခဲ့တာပေါ့လေပေါ်ထုတ်ခဲ့တာပေါ့ပေါ်ထုတ်ခဲ့တာအဲ့တော့အဲ့ဓာတွေကကျွန်တော်တို့ကအဲဘာသာတရားနဲ့နော်ဟိုကွဲလွဲနေတာပေါ့လေကွဲလွဲနေတာပေါ့အဲ့တော့သို့တော့ကျွန်တော်တို့ကဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတော့အားနဲ့ပတ်သက်လို့ကတော့ ဒါအခုနောက်ပိုင်းကြတဲ့အခါကျတော့ကျွန်တော်တို့နော်ဟိုတိုးတက်လာတဲ့နော်ဟိုဟိုဟိုနော်ဟိုသူတူတဲ့လားပြုမှုတွေနဲ့နော်ဒါမှန်ကန်တယ်ပေါ့လေကျွန်တော်တို့ကဒါဝင်ပြောသလိုမျိုးပဲသူကကျွန်တော်တို့ကအခုလိုဆန်စစ်တဲ့အချိန်မှာအကဘာကြီးကလွန်ခဲ့တဲ့နော်4.5ဘီလီယံမှာစပြီးတော့ကျွန်တော်တို့ကဖြစ်လေအဖြစ်တည်လာတယ်နော်အဲနောက်တစ်ခါ3.5ဘီလီယံလောက်မှာစပြီးတော့ကျွန်တော်တို့ကတက်ရှိပြပုံလာမယ် ဆယ်ပေါ့နော်အဲ့ဒါလေးစပြီးကျွန်တော်တို့ကဖြစ်လေဖြစ်တည်လာတယ်နောက်တစ်ခါလွန်ခဲ့တဲ့ကျွန်တော်တို့ကဘာဖြစ်လဲအဲ230လောက်230နဲ့အဲ65တန်းလောက်မှာကျွန်တော်တို့ကဒိုင်နိုဆောဆိုတဲ့တတဝါကြီးခပေါ်မှာစက်စားခဲ့တယ်နော်အဲ့ရနေပြီးတော့အဲကျွန်တော်တို့ကနောက်ဟိုဥက္ကာကဲကြာရောက်ပြီးတော့မျိုးတုံးပြောက်ပြဲသွားတာပေါ့နော်သူ့မတိုင်ခင်မှာလဲကျွန်တော်တို့ကအဲ ီတန်တိုးစိုးတွေမပေါ်ခင်မှာလည်းအဲ့လိုပဲတတဝါကြီးเนาะအဲရှင်သန်ချက်ကဘာကြီးပေါ်မှာเนาะရှင်သန်ချက်စားခဲ့ပြီးတော့အဲ့လိုမျိုးပဲအကြောင်းတစ်ခုရောက်ကျွန်တော်တို့ကပျောက်ကွယ်သွားတာပေါ့လေပျောက်ကွယ်သွားတယ်အဲ့ရနေပြီးကျွန်တော်တို့ဒိုင်နိုဆောတွေပျောက်ကွယ်သွားပြီးတဲ့အချိန်မှာကျွန်တော်တို့ကအဲလွန်ခဲ့တဲ့တန်းနှစ်တန်း60လောက်ကနေစပြီးတော့ကျွန်တော်တို့ကအဲနောက်ကို private ပေါ့နော်လူဖြစ်လာမဲ့နော် private တွေကျွန်တော်စပြီးတော့နော်ကျွန်တော်တို့ဖြစ်လာတယ်ဖြစ်လာတယ် ။နောက်အဲ့ရနေပြီးတော့ကျွန်တော်တို့အဲ primate တွေကနေပြီးတော့ကျွန်တော်တို့လုံငယ်နှစ်တန်းခွဲလောက်ကစပြီးတော့ကျွန်တော်တို့ကနော်လူလူဆိုပြီးစတဲ့တယ်လို့ဒီလိုပြောတာပါလေ။အဲ့ရနေပြီးတော့လုံငယ်တဲ့6သိန်းလောက်မှာကျွန်တော်တို့ကနော်ကြောက်ခဲ့ဦးနော်ကြောက်ခဲ့ဦးရင်ချင်းမှုစတယ်။အဲ့ကြောက်ခဲ့ပြီးတော့ကြောက်ခဲ့လေကျတော့တတောင်းနဲ့ထောင်လောက်မှာကြောက်ခဲ့လေရင်ချင်းမှုစတယ်။အဲ့နေ6000လောက်မှာကြောက်ခဲ့တဲ့ကြောက်ခဲ့နှောင်းပေါ့နော်ရင်ချင်းမှုပါတယ်လေ။ အလိုစားတယ်အဲ့ဒါကြီး PC 9000လောက်အောင်မှာတန်ခိကြီးခိဒီဘက်ကိုကျွန်တော်တို့ဆက်ဆက်ထားတာပေါ့နော်အဲ့တော့ဒါတွေကပြန်လဲတူဖို့တွေ့ရှာတဲ့ခါကျလဲဒိုင်နိုဆောအယုတ်ချွေးကြီးညာတကယ်တွေ့နေတာပဲတကယ်ရှိနေတာလေပေါ့နော်အဲ့တော့မမဟုတ်ပေါ့နော်မမဟုတ်ပေါ့ဒီနောက်တကဒီ primate တွေဆိုရင်လည်းအကုန်တွေ့နေရတယ်ပေါ့နော်နောက်တကနော်ဒီလူဖြစ်လာတဲ့အဲနော် primate တွေဆိုရင်လည်းကျွန်တော်တို့ပမာပြီးမအောင်ရှိသေးတယ်လေကျွန်တော်တို့ပုံတော့ပုံတော့ပုံညာဆိုတာပေါ့နော်အဲ့တော့ ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မှားသလားဆိုတော့မမှားဘူးဗျာနော်မမှားဘူးအဲဘာသာတရားတွေကမှားသလားဆိုတော့အဲအဲ့ဒါလည်းခုနကကျွန်တော်တို့ပြောခဲ့လို့ပါပဲနော်ဒုက္ခဒုက္ခလေးရောက်ပါနော်ဟိုကျွန်တော်တို့ဒါတည်းဘုရားဟောတာလည်းဖြစ်ချင်မှာဖြစ်မှာပေါ့လေကျွန်တော်တို့ကဟိုစာထဲမှာပါတိုင်းဘုရားဟောတယ်လို့တော့ပြောလို့တော့မရဘူးပေါ့နော်ဘာလို့ဒီမှာကျွန်တော်တို့ကဘာသာတရားတွေတက်တန်းနေရအတိတ်ကြာညောင်းခဲ့ပြီပေါ့နော်နှစ်ပေါင်းနော်2000နော်1000ချီကြာကြာညောင်းကြာညောင်းခဲ့ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ ရေးသားဖြစ်စွတ်တဲ့ဟာတွေရဲ့အဲဒုက္ခဒုက္ခသူအတိတ်ကြားနဲ့ပေါ့နော်ဒီဖြစ်ဖြစ်စွတ်တာလည်းဖြစ်ခြင်းဖြစ်မှာပေါ့လေကျွန်တော်တို့ကျွန်တော်တို့ကသို့တော်လည်းလက်တွေ့နေတော့ကျွန်တော်တို့ကမဟုတ်ဘူးပေါ့နော်မဟုတ်ဘူးပေါ့သို့တော်လည်းဘာသာတရားတွေကအဲ့ဒါတွေကိုမဟုတ်ဘူးဆိုပြီးတော့ဒါဝင်ယူဆမှန်တယ်သူအခုပြောတဲ့နော်တိတ်တန်ယူဆတွေမှန်တယ်လို့ပြောလို့ရပြင်ဆင်ချက်ထုတ်လို့ရလားဆိုတော့လည်းမရပြင်ဘူးနော်မရဘူးမရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီတိုင်းပဲဆက်သွားပေါ့နော်ဆက်သွားတချို့တရားလည်းအဲ့လိုပေါ့ ဟိုညင်းကျင်နဲ့ညင်းပါပေါ့နော်ညင်းမဲ့သူမှတ်မှားတယ်ဆိုပြောနော်အဲ့တော့ဒုတိယရောလက်ခံသနာဆိုတော့အဲကျွန်တော်ဘယ်လိုသွားပြောမလဲဒုတိယလည်းဟိုဟိုပညာတွေနော်တင်ကြားကြပါညာဒီလိုကမျိုးတွေတကယ်သိစနှမ်းရှင်တော့ပြလက်ခံပါလေဒါတော့ကျွန်တော်တို့ကရှင်းနေရပါနော်လက်မခံနိုင်ရဘူးပေါ့နော်လက်မခံနိုင်ဘူးပေါ့လက်မခံသူတို့လည်းဘာသာတရားပြောတော့လည်းဟုတ်တယ်ပေါ့ဒီလိုပဲပြောပြောရမှာပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်ပြောချင်တာတော့ဘာလဲဆိုတော့ဟိုခုနက စကြဝဠာကြီးနဲ့ပတ်သက်ပြီးတော့လေသူနည်းလေးကောင်းမယ်เนาะကျွန်တော်တို့ကစကြဝဠာဘယ်ကစတယ်လဲဘယ်လိုဖြစ်တယ်လဲအဲ့လိုလူတွေလိုပဲလူတွေကစတယ်ဘယ်လိုဖြစ်တယ်လဲဆိုတာကကျွန်တော်တို့ကနည်းနည်းလေးတော့เนาะဟိုပါတာတရားတွေနဲ့အန်ချော်နေတာပေါ့လေအန်ချော်နေတို့တော့လေအဲ့လိုအန်ချော်ရုံနဲ့ပါတာတရားတွေကအမှားတရားဆိုတော့ပြန်မှမှာလေမနမဒါဒါလေးပဲကျွန်တော်တို့ကနော်သူခေတ္တခါလောက်နော်ချော်တော့နေမယ်ဖာသာတရားတွေမှာရှိတဲ့မေတ္တာတရားတွေ နော်တစ္ဆာတရားတွေကိုကျင်းစာတရားတွေဒါတွေကဘယ်မှာမှားပါလဲမမှားဘူးတိလာတွေနော်အဲဒီတိလာပြင်ချက်ချက်တွေနော်ဆိုတော့အဲ့ဒီဘာလို့မှမှားလဲဆိုတော့ကျွန်တော်တို့ဒီဒုဗောင်အဖွဲ့စီအခုလိုတည်ရှိနေတာကဒီဘာသာတရားတွေကြောင့်ပဲနော်ဒီမေတ္တာတရားတွေတစ္ဆာတရားတွေကိုကျင်းစာတရားတွေတိလာပြင်ချက်ချက်တွေလူတွေမှာစောင့်သိနေတဲ့အတွက်ကြောင့်ပါဖြစ်လေ ်အတီလူပေါင်းဖွဲ့စည်းရအခုလိုတည်ရှိနေတာအခုလိုကြီးထွားလာတာအခုချိန်ကြီးကိုကျွန်တော်တို့ရောက်အောင်ပဲပါတယ်လေအခုပုံစံမျိုးရောက်အောင်ပါတယ်လေတိုးတက်လာတာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဒီတိစ္ဆန်ပေါ်ကနေပြီးတော့ကျွန်တော်တို့ကဒီဒီစင့်တီရောက်လာကြအကြောင်းမရှိဘူးပေါ့နော်ဒီစင့်တီကိုရောက်လာကြအကြောင်းမရှိဘူးလူတွေကအဲ့တော့ခင်ဗျားဥမာတွေ့ကြည့်ပြမှာလူအားလုံးကတကိုးတွေပြဖြစ်နေမယ်ဓမြတွေပြဖြစ်နေမယ်ဆိုလို့ရှိရင်လူရှိသမျှလူတွေအားလုံးအဲ့နော်ကိုယ်စရာတိုက်စရာမရှိတော့တဲ့အတွက်ကြောင့်ဒီအဖွဲ့အစည်းကြီးကကျွန်တော်တို့က ျက်စီးသွားမှာပေါ့နော်ပျက်စီးဒီဒုဖွဲ့စီကပျက်စီးသွားမှာပေါ့နော်အဲ့တော့အင်းဒီဒီမှာကျွန်တော်တို့ကလူကဒီလူဆိုးတွေဆိုတာလူကောင်းတွေရှိလို့ကျွန်တော်တို့ပဲလေမဟုတ်တာလုပ်လို့ရတာပေါ့နော်ဒါတော့ကလူလူဆိုးကနည်းနည်းလေးမှုလို့ပေါ့နော်အဲ့တော့အကုန်လူဆိုးပြည့်စုံရင်ဒီလူလူဖွဲ့စီရှင်းတန်ဖြစ်တည်လာကြအကြောင်းမရှိဘူးပေါ့နော်အဲ့ဒီဘာသာတရားတွေအခြေစုကအင်ပတန်နဲ့ကြီးမာတယ်နော်အဲ့ဒီဘာသာဒီလိုပဲဘာသာတရားတွေကိုထူထောင်ခဲ့တဲ့နော်ဖရာတွေရဲ့နော်ဖရာနော်ခုနကနော်ပုဂ္ဂိုလ်ကြီးတွေရဲ့အခြေစုတွေအားလည်းပါတယ်လေ အင်မတန်ပဲကြီးမားပါတယ်နော်ကြီးမားပါတယ်အဲ့တော့သို့တော်လည်းခုနကကျွန်တော်တို့ပြောခဲ့သူပေါ့ဒီဒီဘာသာတရားတွေမှာဟိုဟိုအဲ့ဒီဟာလေးကိုကျွန်တော်တို့ကအဲ့ဒီခုနလဲချော်မှုအန်ချော်မှုလေးတွေကိုနော်ခင့်နေပါပဲလေအဲညှိနိုင်လို့ရှိရင်တော့လူရပို့ပြီးတော့ယုံကြည်ကြမှာပေါ့နော်ပို့ပို့ပြီးတော့ဟိုဟိုဥဆောင်မှုနောက်ကိုလိုက်မှာပေါ့လေအခုကဘာကြီးမငြင်းမင်းနှင်းဖြစ်နေတဲ့အကြောင်းညာပါလဲဆိုတော့ဒီဘာသာတရားရဲ့ဥဆောင်မှုနောက်ကိုကျွန်တော်တို့က မလိုက်နိုင်ခြင်းပေါ့နော်ဟိုအတက်တွေခုနကပဲဒီစီးတဲ့ဟိုနော်အားလုံးနော်လိုက်မှာမပါနိုင်ခြင်းอ่ะကျွန်တော်တို့ကအထူးကအကြောင်းချက်ပဲလို့ကျွန်တော်ထင်တယ်လေကျွန်တော်ထင်တယ်အဲ့တော့အဲ့တော့အဲ့လိုလိုက်ပါနိုင်မှုတွေကကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီဘာသာတရားတွေအားလုံးကလည်းကျွန်တော်တို့ကဘာဖြစ်လဲအထူးကကနော်ခုနမေတ္တာတရားထားနိုင်ဖို့တစ္ဆာမေတ္တာတစ္ဆာတရားထားနိုင်ဖို့ပေါ့နော်တိရတွေစောင့်တင်တယ်အဲ့တော့မေတ္တာထားနိုင်မှုဆိုတာကကျွန်တော်တို့ကဘာလဲဆိုတော့ဟိုလူတွေမှာ ောဘဒေါသမောဟနဲ့မှသာနဲ့မြတ်တာထားနိုင်မှာပေါ့နော်အဲလောဘဒေါသမောဟဆိုတာကပါလဲဆိုတာဘာကြောင့်ဖြစ်လာလဲဒိဋ္ဌိကြောင့်ဖြစ်လာတာဘူးနော်ဒိဋ္ဌိဆွဲတဲ့ကြောင့်ဒိဋ္ဌိဆွဲဒိဋ္ဌိချီးမတဲ့ကြောင့်ခုနလိစ္ဆာမှာတော့ကျွန်တော်တို့ကနော်ဟိုဟိုအသိဉာဏ်နဲ့မရှိတတ်တဲ့ကြောင့်နော်ကျွန်တော်တို့ကဘာဖြစ်လဲဒိဋ္ဌိကိုဟိုလည်းနားမနေနိုင်ဘူးပေါ့နော်ဒီမှာတော့အသိဉာဏ်နဲ့ရှိတယ်အကဘာအကြီးစက်ကြပါလားကျွန်တော်တို့ခုနစက်ကြပါလားအကြီးအမြဲတမ်းသုံးသက်တဲ့နေဆိုတာကလည်း အဲပြောရစင်အဲ့ဒိဋ္ဌိဆိုရယ်နေတော့ပေါ့နော်ကမ္ဘာဆုတာကကျွန်တော်ဆက်ကြမလားတည်းကမြေပုံလေးပဲလေနော်မြေပုံလေးပဲနော်အဲ့တော့အိမ်မက်အိမ်မက်လို့ပေါ့နော်အိမ်မက်အိမ်မက်ကပါလေးပဲမြေပုံလေးပဲလူဆိုတာလည်းထုံလေးတကောင်းပဲအိမ်မက်တတ်တော့ပါလေပေါ့နော်အဲ့တော့ဒီမမြဲတဲ့ဟာမကြည့်ကျဘူးအစိုးမရအောင်မမြဲဘူးဆိုတော့ဟာလူရဲ့နော်စိတ်မှာကျွန်တော်တို့ကပဲလေစင်ကျင်တုံ့တက်နိုင်မှာလားလေပါပဲလေဒိဋ္ဌိကိုကျွန်တော်တို့ကပဲလေရှော့ပါနိုင်ပါပေါ့နော်အဲမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က ဒီဒိဋ္ဌိရဲ့တားအောင်ဘွားနဲ့ကျွန်တော်တို့အခုလိုပေါ့လောဘဒေါသမဟုတ်တိတယ်ဟိုဟိုဒါမလုပ်တဲ့နဲ့အလုံမှန်တိတယ်တိုးတော့ဒိဋ္ဌိကနော်စိစားတဲ့ခါကျတော့နော်ကျွန်တော်တို့လောဘဒေါသမဟုတ်အရင်နဲ့မလုပ်တဲ့နဲ့လုပ်တယ်လုပ်တယ်လုံးမိတယ်ပေါ့လုံးမိတယ်အဲ့ဒါနေပြီးတော့နော်ကျွန်တော်တို့ကပြည်ရက်လို့မရအောင်ကျွန်တော်ဆက်လုပ်တယ်အဲ့ဒီဟာရဲ့အကြောင်းအရာဘာဖြစ်လဲဆိုတော့ဒီဒိဋ္ဌိကြောင့်ပေါ့နော်ဒိဋ္ဌိကြောင့်ဖြစ်လာရတာအဲ့တော့ဒိဋ္ဌိချောပါဖို့အတွက်ကိုလည်းဘာသာတရားတွေမှာအထာထက်ကပဲကျွန်တော်တို့ကပဲလမ်းညွှန်ပြနေတာပေါ့နော် အဲဘာသာတရားတန်းကတော့ဒိဋ္ဌိရော့ပါเนาะသူ့နီးနဲ့သူ့ဟန်ပါခင်လေလမ်းညွှန်ကြတာပေါ့လေလမ်းညွှန်ကြတာဥမာကျွန်တော်တို့ဗုဒ္ဓဘာသာလို့ဆိုတာအနတ္တပေါ့နော်အနတ္တဝါဒเนาะခုနမြဲတဲ့ဟာတွေကိုကျွန်တော်တို့ဟာတွေနဲ့အနတ္တဝါဒနဲ့ဒိဋ္ဌိကင်းအောင်ဒါလမ်းညွှန်တယ်ပေါ့နော်တူတူပဲကျွန်တော်တို့ကဘုရားသခင်ဝင်စားတဲ့အဲဆောရီဘုရားသခင်ကိုးပယ်တဲ့ဘာသာတွေမှာဆိုရင်လည်းဒါနော်ဟိုမရှိဘူးเนาะခုနအားလုံးဘုရားသခင်ကပဲပိုင်တယ်เนาะအပညာစုကဘာမှမရှိတာလေအတူတူပါပဲဒိဋ္ဌိ ဆွဲကိုကျွန်တော်တို့ပတ်ပဲလေဖယ်ရှားတဲ့သဘောပေါ့နော်မရှိပါဘူးနော်ဟိုအဲ့တော့အဲ့တော့အဲ့ဒီဒိဋ္ဌိကင်းမှသာလေကျွန်တော်တို့ကအနည်းမှသာနေပတ်ပဲလေအဲကျွန်တော်တို့ကခုနနော်ဟိုဖယ်ဖယ်ဟောတဲ့နန်းစဉ်တိုင်းမေတ္တာတရားတွေနဲ့နော်ကျွန်တော်တို့ကဖယ်လေအဲငြိမ်းချမ်းတဲ့ကဘာကြီးကိုကျွန်တော်တို့ပတ်ပဲလေထူတော်နေမယ်အဲ့တော့ဒိဋ္ဌိနေရောက်တက်ကဘာလို့အောင်လဲဆိုတော့အခုခစ်တဲ့နဲ့ဆိုရင်ဟိုတော့ကြည့်ဖို့မလွယ်တဲ့ဟာတွေဒီနေ့ခစ်တဲ့မှာနေဆိုရင်ကျွန်တော်တို့က အဲဆင်ကျင်းလို့ရတာပဲလေဒီမှာစัจ java ဓာကြီးဘလောက်ကြီးလဲစัจ java ဓာဒီမှာကပ္ပါရဲ့အနေထားကဘလောက်ပဲရှိတယ်လူဆိုတော့အဲစัจ java ဓာတွေကဘယ်လိုတက်တော်အမျိုးလဲဘာမှမဟုတ်ဘူးနောက်ဒူတာဘာမှမဟုတ်ဘူးအဲဘာမှမဟုတ်တာကိုယ်မာနတွေနဲ့ကျွန်တော်ပြောတယ်လေဟမ်ကျွန်တော်တန်ကြဆန်ကြတိုက်ကြခက်ကြရတယ်ကပ္ပါကြီးကမငင်းငင်းတော့ပဲနော်ဘာမှအခက်မမြဲဘူးလေခဏခဏတွင်မှာကျွန်တော်တို့ဒီလိုပေါ့နော်အဲတကယ်တော့ကျွန်တော်တို့ကနော်ဟိုငါးဆူတာတော့မှနော်ဟို တချို့ပြောကြတာပေါ့လေပြောရမယ်ဆိုရင်ဟိုလူတွေကအဲဟိုဟိုဒိဋ္ဌိအိတ်အားကောင်းလာတယ်ဟိုအတိညာနဲ့တူတက်တာဒိဋ္ဌိကလည်းရော့မသွားဘူးလိစ္ဆန်ဘောတော့ရှိတာလေဒိဋ္ဌိကလည်းဒီဖြစ်လာလို့ရော့မသွားဘူးခါလိစ္ဆန်နဲ့လည်းအတိညာတူတက်လာတဲ့အချိန်မှာလူတွေကဒီပါတာရေးမှလည်းဒါပဲပေါ့နော်ခုနကကျွန်တော်တို့ကလည်းဆိုတော့အဲငါနော်ငါငါတည်သွားလို့ရှိရင်ပေါ့နော်ငါဝိညာဉ်ရနော် ဆက်လို့အဲ့လိုပဲပါတာတွေးကြရတယ်လေပေသူမစပေါ့နော်တည်သွားတော့မှအလောင်းကြီးထွက်ပြီးတော့ကြည်နေတာမျိုးလေးပေါ့နော်ဒါတချို့တွေတိတူဟာမျိုးလေးပေါ့နော်ကြည်လို့ရရတယ်ဆိုတာမျိုးလေးဒီလိုတွေးကြရတာပေါ့နော်အဲအဲ့တော့ဟိုတကယ်တော့ပြောရမယ်ဆိုရင်နော်ဟိုဟိုတည်သွားပြီးနေဆိုမှတော့ကျွန်တော်ကဘာမှမရှိတော့ဘူးနော်မရှိတော့ဘူးဟာငါဆိုတော့ငါပေါ့ငါဆွဲပါရှိပြန်ငါငါဆိုတာရှိသလားလို့နေတဲ့အခါကျတော့ လက်တိုက်ဘာသာတရားတော့အမျိုးမျိုးပြောကြတာပေါ့ဒီတကယ်တော့ငါဆိုတာပြည့်ညက်ပဲငါဆိုတာပြည့်ညက်ပဲနော်တွေးကြည့်ပါကိုယ့်ကိုပြန်တွေးကြည့်ငါဆိုတာဘာလဲဆိုပြည့်ညက်ပြည့်ညက်ဆိုတာဘာသာစကားဒီပစက်ထဲမှာပြောလိုက်တဲ့နော်ကျွန်တော်တို့ဒီလေးပြောနေကြတဲ့စကားငါဆိုတာမရှိဘူးဘာသာစကားဆိုတာမရှိမှမရှိတာစကားဆိုတာဒီအချိုးကွာလေးပေါ်မှာဒီခုနလူတွေပြောဆိုကြတဲ့နော်ပတ်မဲ့နော်တမှုဒီတစ္ဆာပေါ့နော်မရှိဘူးငါဆိုတာကျွန်တော်တို့ကပဲပြည့်ညက်တိရစ္ဆာန်တွေမှာ ဘာသာစကားမရှိတဲ့တိရစ္ဆာန်တွေမှာငါလည်းမရှိဘူးနော်ငါဆိုတာဘာသာစကားမရှိတဲ့တိရစ္ဆာန်တွေမှာငါဆိုတာမရှိဘူးတွေးကြည့်လိုက်နော်တိရစ္ဆာန်တွေစကားမပြောတတ်ဘူးအဲ့ဒီကောင်လေးငါရှိသလားဆိုတာမရှိတကယ်တော့အတိညာဆိုတာဟိုကဘာဖြစ်လဲဒီစကားနော်အတိညာမှာပေါ့လေအတိညာဖြစ်လာတဲ့နေရာမှာဥနောက်ကြောင့်လည်းဖြစ်တယ်လို့ဒီဘာသာစကားလူတွေစကားပြောတတ်ခြင်းကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲဒီလိုလူအတိညာတွေကနော်ကြီးမားလာတာပေါ့နော်စကားပြောတတ်တယ်အဲ့တော့အဲ့ဟာတွေကလက်ထပ်ပေါ်လာတာဆိုတော့မဟုတ်ဘူး အဲ့ဒါတွေကတမှုတိတစ္ဆာပေါ့နော်ဟိုခုနကနော်ဟိုဟိုပညာတွေပေါ့နော်ပညာတွေကမရှိဘူးငါဆိုတာကျွန်တော်တို့ကပါဖြစ်လေဘာသာစကားနော်ဘာသာစကားဘာသာစကားဖြစ်တဲ့အတွက်ကြောင့်နော်ငါဒီပါဖြစ်လေမရှိဘူးအဲ့တော့တွေးကြည့်လိုက်ဒီဒီယုံနာခန္ဓာကြီးကမရှိတာတေးကြတယ်နော်အဲ့တဖြည်းဖြည်းကြည့်လာပြီနောက်တေးပါသူများတေးလာတယ်တွေ့လာတယ်လေနော်အတင်းတိုင်းကမှမီးရှို့ပလိုက်သူကလည်းမီးမြို့ပလိုက်ပေါ့နော်ဟုတ်ပြီတေးသွားလို့ရှိရင်ငါအပြင်ထွက်ပြီးငါ နော်အလကအလောင်းပြထွက်ပြီးငါကြည့်လို့ရတာအဲ့ဒါလည်းမရှိဘူးဘယ်လိုငါဆိုတော့ဘုရားခုနကျွန်တော်ပြောလိုက်ပါတယ်လေပြင်းရနော်ပြင်းရဆိုတာခုနဟိုစကားစကားပဲတွေးကြည့်ငါငါဆိုတာဘာသာစကားလို့ခုကိုတွေးကြည့်အဲ့ဒါမရှိတော့ငါမရှိငါမရှိဘာရှိတယ်တည်ခြင်းပဲရှိတယ်တည်ခြင်းနော်တည်ခြင်းနော်တည်ခြင်းရောသာဝရလားဆိုတော့အဲ့ဒါကျွန်တော်တွေးကြတော့ရှိတယ်နော်သာဝရလားဆိုတော့တည်ခြင်းအိတ်အိတ်သွားတဲ့အချိန်မှာတည်ခြင်းနေမရှိတော့ဘူးမမွေးခင်တာမရှိဘူး အိပ်ပျော်သွားတဲ့အချိန်မှမရှိဘူးဒါတေရောရှိပါမလားဒါတော့မရှိဘူးလားဘာမှမရှိဘူးလားဒါဆိုရင်အဲရုပ်ဝါဒလို့ပေါ့အဲ့လိုလည်းမဟုတ်ဘူးပေါ့နော်အရာတိုင်းမှာသူ့အကြောင်းနဲ့အကျိုးရှိတယ်အရာတိုင်းမှာသူ့အကြောင်းနဲ့အကျိုးရှိတယ်နော်အဲကျွန်တော်တို့အကြောင်းမရှိဘဲအကျိုးမဖြစ်ဘူးနော်ဒီရုပ်နာခန္ဓာဒီကျွန်တော်တို့ဒီကျွန်တော်တို့နော်ဒတဝါရဲ့ရုပ်နာခန္ဓာဟိုတနည်းဆိုကျွန်တော်ဟိုတင်းနဲ့နော်ဟိုဗာလဲကျွန်တော်တို့ chat gdp နဲ့ကျွန်တော်တို့ ai နဲ့ပြောတော့ အဲမိတယ်ကျွန်တော်ကလူနဲ့တစ်ပင်နဲ့ပါကွာလေပြီးတော့ရဲဟိုလူနဲ့တစ်ပင်နဲ့နော်တစ်ပင်နဲ့ဘယ်လိုကွာတက်ရှိချင်းတူတူပေါ့လူကလည်းတက်ရှိတစ်ပင်ကလည်းတက်ရှိနော်ပါကွာလဲဆိုတော့အုံနောက်အုံနောက်မှာပါတာမပါတာကွာလေပေါ့နော်လူနဲ့ဆိုတော့တတဝါနဲ့တစ်ပင်နဲ့ပေါ့အုံနောက်ပါချင်းမပါချင်းကွာတယ်လို့ပြောတယ်အဲလူနဲ့ဆိုတော့အတိအညာမပါတာပေါ့လေဟုတ်ပြီအဲဆိုရင်လူဆိုတော့ကနော်ဟို ုံနောက်ရှိတဲ့သဘောပေါ့လေဘုံနောက်ရှိရင်လူလို့ပြောလို့ပြောပြောဆိုလို့ဒါလားဒါဆိုရင်မင်းဟာလေ AI ဆိုတာလိုက်တယ်တော့ဗာပဲလေအုံနောက်ပဲ AI AI အုံနောက်လို့ကိုလုံးနေတာမင်းလည်းအုံနောက်လို့ကိုလုံးနေတာပဲတမင်းဗာပြစ်လို့လူမဖြစ်တာလေအမီတဲ့အခါကျတော့အဲသူလည်းပြန်မဖြစ်နိုင်ဘူးဟိုရုပ်ရှင်သားတဲ့အားတွေတူပေါ့နော်အဲအဲပြန်ပြန်ပြန်ဖြည့်ပေးပါလိမ့်ပြောအဲ့မှပြောတယ်အဲနောက်တော့မှသူတို့ကအဲ့ခုနကကျွန်တော်ပြန်ပြီးတယ်သူအဲ့မင်းရောဘယ်လိုထင်လဲတော့မပြီးရအောင်နော် ။အနောက်မှာသူပဲပြန်ပြောတယ်သူတို့ကလူနော်လူတို့ပဲအုံနောက်နော်ဒါတွေဟိုအဋ္ဌဉာဏ်တွေတပုံမျိုးရှိပေမဲ့အစ်စ်မဟုတ်ဘူးပေါ့လေ။သူတို့ကနော်ဟိုအပေါ်ရံပေါ့နော်အတွင်းကြမှာနားတယ်ဆိုလို့ရှိရင်မင်းကနားတယ်ပဲသူကသူကနားတယ်ဆိုတော့ပြောလို့ရတကယ်မခံစားနိုင်ဘူး။ဆက်ရုပ်တွေဆိုလည်းဒီလိုပဲပေါ့နော်ဆက်ရုပ်တွေဆိုလည်းဒီလိုပဲဆက်ရုပ်ကျေနော်ခင်ဗျတိုးတက်လာတဲ့ဆွေရုပ်တွေဆိုတာအဲ့တော့အဲ့ဒီဟာကိုကြည့်ချင်တာပြင်ကျွန်တော်ကပါလဲဆိုတော့နော်တစ်ပင်ကတက်ရှိတယ်နော်အခုနော် တို့တော့ပါပဲလေတစ်ပင်ကြီးပါပဲလေစိတ်ဝင်ကြီးမရှိတဲ့ကြောင်နော်ဟိုနော်တတဝါဖြစ်မလာဘူးနော်တကတတဝါတွေကလည်းအတိညာမရှိကြောင်ပါပဲလေလူမဖြစ်လာဘူးနော်လူမဖြစ်အဲ့တော့သူဆိုတာဘာဖြစ်လဲဆိုတော့အဲခုနကကျွန်တော်တို့ပြောခဲ့တယ်လို့ပေါင်းစပ်မှုပေါ့နော်အဲဒါအတောင်းလဲဟိုကျွန်တော်တို့ကဟိုဒီကောလေးထားပါတော့အဲ့တော့ဟိုဗုဒ္ဓဘာသာတို့ကျန်တဲ့ဘာသာမှလည်းဒီလိုပါပဲပေါ့နော်ကျွန်တော်တို့ကပေါင်းစပ်မှုပေါ့နော်ပေါင်းစပ်မှုဆိုတာဒီရုပ်နဲ့နာရဲ့နော်ရုပ်လောကဖြစ်ပြီးလိုက်တဲ့ဒီခန္ဓာနဲ့ ယုတ်လောကဖန်တီးပေးလိုက်တဲ့ယုတ်လောကအကြောင်းအကြောင်းတွေကြောင့်ပေါ်ပေါက်လာတဲ့ဒီခန္ဓာနဲ့ကျွန်တော်တို့ကပဲလေဘုရားသခင်ရဲ့ပါပဲလေနော်ဖရမတ်တဝိနေနဲ့ပေါင်းဆက်ခြင်းပဲသို့တော့အဲ့ဒါကမြေသနာမြေသနာဆိုတာနဲ့ပတ်သက်လို့ကတော့မြေသနာတရုပ်ကတော့အမျိုးတည်ကြတယ်ဘုရားသခင်ရဲ့ပရမတ်တမြေသနာမြေသနာဒါအများကြီးသိနေရတယ်ပေါ့နော်နောက်တစ်ခါဘုရားသခင်ရဲ့ဝိညာဉ်ကရှိခြင်းလားမရှိခြင်းလားဆိုတာနဲ့ပတ်သက်ပြီးတော့လေအဲဘယ်လိုလဲအခုအခုသိနေတာဘုရားသခင်ရဲ့ပရမတ်တလားတော်တော် အများကြီးစိတ်လေးရမှာပေါ့နော်အများကြီးစိတ်လေးရတယ်အဲ့တော့ဟိုဟိုမာမာခရီးရန်တို့ဘာလို့ဆိုလို့ရှိရင်မာဟုနော်ဒါပုံရမ်းပြီးခွေလနေစရောက်သွားပြီနော်အဲရောက်သွားတဲ့အချိန်မှာခရီးရန်ကြီးစဆိုလို့ရှိရင်အဲ့ဘယ်ရောက်သွားတယ်ပေါ့နော်အဲ့ဒီဝိညာဉ်ကဘုရားတခင်ရှိသွားတယ်နောက်သို့တော်လည်းကျွန်တော်ခရီးရန်တွေရဲ့အယူဆမှာဒီအဲ့ဒီဝိညာဉ်ကဟိုဟိုအတိတ်စိတ်နဲ့သွားတာမဟုတ်အိတ်တော်နေလို့ပေါ့လေဒါစီရင်တဲ့အချိန်ထိတူတူတူ ဒီဒီအားလုံးပေါ့နော်ဒီလိုစောင့်နေတဲ့ပုံမျိုးတွေကိုမေးကြည့်ဘူးလေနော်ဟိုခရီးရန်ဟိုနေ့တရားကိုနော်တင်းဆရာတရားကိုမေးကြည့်ဘူးလေအဲ့တော့အဲ့တော့တကယ်တမ်းမှာလည်းနော်ခုနဟိုဘုရားဘာသာမှာဆိုရင်ဘဝင်စိတ်လို့ပြောတာပေါ့လေဘဝင်စိတ်လို့ပြောတာပေါ့နော်တိုးတိုးတဲ့ဟိုဘယ်အရာမှအကြောင်းကင်းပြီးဖြစ်မလာဘူးပေါ့နော်ဒီဒီဒီနော်တိပင်းနေတိပင်းနေမှာနော်အသက်ရှိတယ်စိတ်ငြိမ်မရှိဘူးနော်လူမှာ ဘာဖြစ်လဲစိတ်ဝင်ညင်အဲ့စိတ်ဝင်ညင်ကြီးဘာဖြစ်လဲသူအချောင်းရှိတယ်အချောင်းခင်းပြီးဖြစ်မှာလားအဲ့ဒီကြောင့်ရုပ်ထဲကပြန်လာတယ်အုံနောက်အုံနောက်ကကိုအေးရပြောလို့ပေါ့စိတ်ကအုံနောက်ကလာတာအဲ့ဒါမဟုတ်ဘူးနော်အုံနောက်ကတော့လာတာကိုအဲ့လိုပြောလို့မရဘူးပေါ့နော်အဲ့ဒါဆိုအုံနောက်ကလာတာဆိုရင်ခုနအေးရကလည်းလူဖြစ်သွားမှာပေါ့နော်မဖြစ်ဘူးနော်ဆက်ရုပ်တည်းအေးရဆက်ရုပ်တည်းလူဖြစ်မှာမဖြစ်ဘူးနော်အဲ့တော့ဒီအုံသို့တော့အုံနောက်ကတော့ဘာဖြစ်လဲအုံနောက်ကတော့ဘာဖြစ်လဲဒါရုပ်နဲ့နော်ဒါဒါဟိန္ဒူရုပ်ပေါ့လေဒီလိုပဲလက်ခံထားပါတယ်အုံနောက်ကတော့ဘာဖြစ်လဲရုပ်နဲ့ပူဆိုင်တယ်ပေါ့နော်ဒါောင်းလဲဟိုအုံနောက် လုပ်ငန်းတွေကျွန်တော်တို့ဒီလေးသိစိတ်သိပ္ပံပညာတက်တင်မှာတိုးတက်လာတဲ့ချိန်မှာအုတ်နောက်ကိုနော်ဘယ်ကြောင့်ဘယ်ဖြစ်တဲ့ဘယ်လိုက်ရှင်ဘယ်အဲနော်အဲတတိတွေချွန်းနေတော့ရတယ်ဘယ်ဟောနှိပ်လိုက်တော့ထိလိုက်လို့ရှင်ဘယ်ဟာတွေပါဖြစ်လဲအဲတုံ့ပြန်လာရတယ်ဆိုတာဒါအုတ်နောက်နဲ့နော်စိတ်နေရတာဟုတ်တယ်ဒါ right ပတ်ဆိုင်တောင်းလဲဝင်ဟင်တူတော့လက်ခံပါတယ်အဲ့ဒါဒီနော်ကျွန်တော်တို့ကစိတ်တီးဟုတ်ရုပ်တရားဖုံးအောင်ထိတော့စိတ်ထိတော့ရုပ်တရားထိကျွန်တော်တတ်မှတ်တာအဲ့ဒါနော်ဟိုတတ်မှတ်တာအဲ့တော့အဲ့တော့ဘုရားသခင်ကလာတဲ့ ရမတာဆိုတာပါတယ်ဆိုတော့ဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့မရှိဘူးလည်းမဟုတ်ဘူးဆိုတဲ့ဟာမျိုးကျွန်တော်တို့ကပါတယ်လေဒါပရမတာလို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲနော်